ဒီနေ့ရစိတ်သာမစားတဲ့လူလေးတွေကို စိတ်သာကိုစိတ်သာနဲ့မနှံ့အောင်ပေါ့နော်ချက်ပြပေးပါမယ်ကိုလည်းစိတ်သာမစားပါဘူးနော်မနှံ့ရင်တော့စားတယ်ပေါ့နော်စိတ်သာဟင်းလေးချက်တယ်ပြီးတော့ငါးသားလေးတွေငစင်ဆက်လေးတွေကိုကြော်ပါတယ်ပြီးလို့ရှိလို့ရှိရင်ငစင်ဆက်လေးတွေကလက်တွေတောင်တော်တော်ဆူးတယ်ကြော်ရတာစီရပောက်တာနဲ့ သူ့ဘိုက်လေးတွေညှိရတာလက်တွေတောင်ဆူးတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကမွန်ရွက်လေးနဲ့ပဇွန်နဲ့မြစ်လေးနဲ့ချက်ပါတယ်စိတ်တားဟင်းချက်ဖို့စိတ်တားလေးနှစ်ပါမယ်တမယာသီးလေးညှစ်ထဲပါတယ်အဓိကဒီနေရာမှာပြောချင်တာက စိတ်တားကိုရေတိတိချာချာဆေးဖို့လိုပါတယ်ရေ ਉ ပေါ့နော်အဲ့ဒီ တခါဦးလေးတယောက်အဲ့ဒီဦးလေးနာမည်တော့မသိတော့ဘူးဟင်းချက်တဲ့ဗီဒီယိုတည်းမှာကြည့်မိတာသူပြောတယ်စိတ်ကိုညှိနှံပြအောင်ရေကိုပေါ့နော်တည်တည်ချာချာလေးဆေးပေးရမယ်ကိုဆိုရင်ရေကို ဖင့်ချတာလိုက်တယ်ပေါ့နော်လုံးဝအဲ့လိုမျိုးသူရဲ့ညှိနှံနေသွေးတွေကုန်သွားတဲ့အထိကိုရေဖင့်ချပြီးတော့တမယာသီးလေးညှစ်ထဲတယ်ဂျင်းချက်သွန့်ဖြူအရေးလေးထဲလိုက်တယ်ချက်သွန့်ကြော်လေးထဲတယ်ပြီးလို့ရှိရင်စားချုံမုံစနွင်းမုံ ဟိုခုနခါတိုင်းဟင်းချက်တလို့အသားမဆလာငါမဆလာလေးနည်းနည်းထည့်တယ်ပြီးတော့အဓိကအသက်ကဇီးတာပါဇီးတာလေးထည့်ပြီးတော့ဇီးတာအမှုတ်ပေါ့နော်ဇီးတာကိုလှော်ပြီးထောင်းထားတဲ့အမှုတ်လေးထည့်တယ်ထည့်ပြီးတော့တည်တည်ချာချာလေးအသားတွေကိုအရသာလေးတွေစိတ်ဝင်အောင်နေပေးလိုက်ပါတယ် အဲစိတ်သားကတိတ်မစားကြတော့နည်းနည်းပဲချက်တာပေါ့နော်အဲ့ဒါလေးကိုတည်တည်ချာချာလေးနေနေနေကိုကတော့စိတ်ရှိလက်ရှိ အရသာဝင်အောင်နေပြီးတော့မှသူ့ကိုအရသာဝင်လောက်ပြီးဆိုလို့ရှိရင်နှံ့သွားပြီးဆိုရင်ပေါ့နော်ထားထားပေးလိုက်တာပေါ့နော်နေပြီးတော့တည်တည်ချာချာလေးနှက်ထားပြီးပြီးဆိုတော့အသာစိတ်သားဟင်အိုးလေးကိုစီတက်ပါတော့မယ် စီတက်တဲ့အခါမှာလဲစီကိုနည်းနည်းပဲသုံးပါတယ်မကတ်တဲ့ဟိုအဓိကသုံးပါတယ်အရင်ဆိုရင်တော့စီအစားများတယ်ပေါ့နော်အခုနောက်ပိုင်းစီလေးကိုနည်းနည်းရှော့စားလာပါတယ်ကျွတ်ညီလေးအလုံးသေးရင်နှလုံးကြီးရင်တလုံးလောက်လှီပြီးတော့စီလေးတက်ပေးလိုက်ပါတယ်အရွက်ခောက်တွေကတော့ဒီတစ်ခါမှမထည့်တာဘူးပေါ့နော်ပထမတစ်ခါအရွက်ခောက်ထည့်တော့အဲ့ဒီရဲ့အနံ့နဲ့ဟိုမှုေးဤပြီးတော့စိတ်ရဲ့အနံ့ကိုလည်းရသလိုခံစားတော့ဒီတစ်ခေါက်မထည့်ချက်တာပါဘူးမထည့်ချက်ပဲ ਨੇ အဲ့ဒီကျသွန်းနီလေးပဲစီတက်ပြီးတော့ခုနနှက်ထားတဲ့အသားလေးတွေကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့စီတက်ပေးပါတယ်ရေလုံးဝမထည့်ပါဘူးเนาะအဲ့ဒီစိတ်သားလေးတွေကိုကြော်သလိုမျိုးလေးပေါ့မွှေးလောင်စီတက်တယ်စီတက်ပြီးတော့တိတိကျကျမွှေးပေးနေပါတယ်အဲ့ဒါပြီးလို့ရှိရင်သူ့ကိုရေလုံးဝမထည့်ဘဲနဲ့အဖုံးလေးအုပ်လိုက် ပြီးရင်အဲ့လိုမျိုးပြန်မှုရေးပေးလိုက်သူ့တွေကအသားတွေကအရေတွေထွက်ပြီးတော့အချိုးရေတွေထွက်ပြီးတော့အရသာလေးဝင်အောင်လို့အဲ့လိုမျိုးလေးသားလေးတွေကိုစိတ်ချိုင်းမှုပြီးပြီးဆိုလို့ရှိရင်အဖုံးလေးပြန်အုပ်ထားပေးလိုက်ပါမယ်မီးလေးကိုရှော့ထားပေးလိုက်ပါတယ်ခဏနေလောက်ကြာရင်အဖုံးလေးဖစ်ပြီးတော့ပြန်မှုပေးပါမယ်ချိုရည်လေးတွေထွက်နေတယ်ဆိုတော့အိုးမကပ်ပါဘူးသူ့ရဲ့ညှိနှံ့လေးတွေဖြောက်သွားအောင်အသားစိမ့်နှံ့လေးတွေဖြောက်သွားအောင်တည်တည်ချာချာလေး စိတ်ရှိရှိနဲ့မှုပြီးတော့ချက်ပေးရမယ်ပေါ့နော်။အိုးလည်းမကက်ဘူး၊တိတ်လည်းမရသေးဘူးဆိုတော့အဖုံးလေးပြန်ဖုံးထားလိုက်ပါတယ်။ဒီတခါတော့အအသားလေးတွေကလည်းမှုလာပြီးဟိုကြက်သွန့်လေးတွေကလည်းနည်းနည်းအနှစ်လေးတွေဖြစ်သွားပြီးဆိုတော့ဒီတခါတော့ရေထဲပါတော့မယ်။ခုနကဇွန်းထည့်ထားတဲ့ရေလေးထည့်လိုက်ပါတယ်။ရေတတ်မှာနော်။ အဲ့ဒါပြီးလို့ရှိရင်အယိုးပါတယ်ဆိုတော့ရေလေးကိုအယိုးလေးတွေမြုပ်သွားအောင်ထည့်ပေးလိုက်ပါတယ်ထည့်ပြီးတော့ပြန်တည့်တင်လာလိုက်ပါတယ်စိတ်သားဟင်းလေးနဲ့တွဲစားဖို့ကမွန်းကျင်ရွက်ဟင်းလေးချက်ပါမယ်စီတက်ပြီးချက်တယ်ပေါ့နော်ကျွတ်တော့နီလေးစီတက်လိုက်တယ်ဆွနစ်မုတ်ထည့်လိုက်တယ်စိတ်မုတ်လေးထည့်ပြီးတော့ပဇွန်လေးရဲ့မြင့်လေးရဲ့နဲ့ကမွန်းရွက်လေးကိုချက်ပေးလိုက်ပါတယ်အဲ့အီပြောင်းပေါ့နော် ချက်ဖို့အတွက်စီတက်နေပါတယ်။ဟိုဘက်မှာစိတ်သာအိုးလေးတည်ပြီးဒီဘက်မှာကမွန်းချင်ရွက်အချင်းလေးကိုစီတက်ပြီးတော့ချက်လိုက်ပါတယ်။ကမွန်းရွက်လေးထည့်တယ်ပြီးတော့ခဏလောက်တည်တင်လာပြီးတော့အမ်ရေလေးထည့်ပြီးတော့တည်လိုက်ပါတယ်။ဟဲ့တမျိုးတည်းဆိုလို့ရှိရင်ဘယ်လိုပြောမလဲ ทําไมไม่เหม็งวะเนาะอสีเปลี่ยนหิ้นสู้อสีเปลี่ยนหิ้นแช่ยินอาชีหิ้นเล่ป่ายอ่ะมั้ยยีเลยอ้ายแท้เนี่ยโลโอจี้แท้มาซะโลโอเล่บาปะไปไล่ป่าเลยโอติติเล่เนี่ยฉัดตาบาอะกูสู้ไส้ตาหิ้นเล่แลสีเปลี่ยนมีรออ๋ออันนั้นเลยแหม่หมุยลาไปยีเล่ดิแลคันยีแลคันลาไปสรอายุเล่ดิป่าเดอายุป่าเดด้วยยีเล่ทัดแท้ไปไล่ป่าเดยีแน่ๆทัดแท้ไล่ตาบ่เนาะตู้เยอายุมนูมาสโล ရေထပ်ထည့်ပြီးတော့ခဏလောက်ပြန်တည်ပြီးရင်တော့စိတ်သားဟင်းလေးရသွားပါပြီ။ကမွန်ညွရဟင်းလေးရသွားပါပြီ။ကမွန်ညွရဟင်းလေးရဲ့စိတ်သားဟင်းလေးရဲ့ငစင်ဆက်ကြော်လေးရဲ့စားပါတော့မင်း။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြီးလို့အားလုံးပဲအဆင်ပြေကြပါစေ